အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့ ရှင်တို့ပစ္စည်းကိုပစံနဲ့ဆုပ်ပေးခြင်းရေဆုပ်ပေးခြင်းစီအောင်နေဖို့လိုရာမို့ပလွေအမောက်ခံခြင်းတို့များတွင်ရှင်ရကိုဆုပ်ပေးစေခြင်းရေဆုပ်ခြင်းစီအောင်အောင်သိထားစရာများအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခင်အလုံးသိထားတာကိုအရေးကြီးလာတယ်အစရင်ကိစ္စဘာကြောင့်ဖြစ်လဲယောဂလက္ခဏာများနဲ့ကာကွယ်ခြင်းအကြောင်းကိုလေ့လာကြရအောင်အရာပြီးမှပဲ ပလွေအမောက်ခံခြင်းတို့များအတွက်ရွှေဟာကိုစောက်ပေးစေခြင်းရေစောက်ချစီရာခေါင်းအောင်သိထားစရာများအကြောင်းကိုဆက်ပြောပြမယ်နော်အစာအိမ်ကိစ္စဘာကြောင့်ဖြစ်လဲယောဂလက္ခဏာများနဲ့ကောက်ွယ်ခြင်းအကြောင်းကို လေ့လာကြရအောင်အစာအိမ်ကိစ္စဟာနှစ်များစွာကြာပြီးတဖြည်းဖြည်းကြီးလာတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်ယောဂလက္ခဏာများကိုသိထားမိပါကော ဆော့ဆော့သေးဆော့ဆော့ကူကနိုင်မှာဖြစ်ပါတယ်။ဘာကြောင့်အဆိုင်ကိစ္စဖြစ်ရလဲ။ပညာရှင်တွေဟောအဆိုင်အတွဲကိစ္စဆဲမြောက်တီထွာလာရခြင်းရဲ့အကြောင်းရင်းကိုမသိတော့လဲ။အဆိုင်ကိစ္စဖြစ်နိုင်တဲ့အနေရရှိတဲ့အချက်များကိုသိထားပြီးဖြစ်ပါတယ်။၎င်းတို့အနက်တစ်ခုမှာ H pylori လို့ခေါ်တဲ့ဘက်တီးရီးယားချဖြစ်တဲ့အဆိုင်အနာဖြစ်ပါတယ်။အဆိုင်ရောင်ခြင်း နာတာရှိတွေ့ရနေခြင်းနဲ့အစာအိမ်မှာအသက်ကိုထွက်ခြင်းတို့ကြောင့်လည်းအစာအိမ်ကင်ဆာဖြစ်လာနိုင်ပါတယ်။တခြားအကြောင်းရင်းများကင်ဆာဖြစ်လာနိုင်ခြင်းကိုမြင်မစေတဲ့တခြားအကြောင်းရင်းတွေကတော့ဆက်လိမ်တောင်ခြင်းအဝလုံခြင်းကင်ထားသော အချင်းဖောက်ထားသောအငန်တံများသော အစာစားများစားခြင်းအစာအိမ်နာအတွက်ခွဲစိတ်မှုခြင်းအေးသွေးအမျိုးအစားရှိသူအက်စ်ထရီဘာဖာရက်စ်ယောဂါ တထုတ်တော်မျိုးရုပ်ပြီးဆောင်ကြောင်မီသွေးတထုတ်တင်တဲ့ရောဘာဆယ်ယုံနေမှအလုံးလုံးချင်းကြောင်မုံနဲ့ထီတွေ့မှုများခြင်းတို့ကြောင့်ဖြစ်ပါတယ်ယောဂလက္ခဏာများယောဂအစာပြူချိန်မှာအစာမကြေခြင်းအစာစားပြီးတော့ဗိုက်ကယ်ခြင်းရှင်ပူခြင်းပြုတ်ခြင်းအစာအသောက်ပြည့်ခြင်းအစာစားပြီးတော့အစာမကြေရောသို့မဟုတ်ရှင်ပူရောများနဲ့တဲ့မအစာရင်ကင်စားရှိရလို့ မပြောနိုင်ပါဘူး။ဒါပေမဲ့အထပ်ပါဝေဒနာတွေကိုချိန်ဖန်များစွာခံစားနေရပါကဆေးရုံဝင်တဲ့တိုင်ပင်ဆွေးနေတဲ့မှာရယ်။ဒါမှသာတခြားသော အန္တရာယ်ရှိတဲ့အချက်တွေကိုရှာပြီးသင်ကိုစားသက်ကူတာနိုင်မှာဖြစ်ပါရယ်။အကျိတ်ကြီးလာတဲ့အခါပိုရွေဆိုတဲ့လက္ခဏာများအကျိတ်ကြီးလာတဲ့အခါပိုရွေဆိုတဲ့လက္ခဏာတွေကတော့ bio algae ဝမ်းထည်သွေးပါတယ်အန်တီ အတောင်ရင်မရှိပိန်သွားခြင်းအဆောင်မျိုးအားခန့်ခြင်းမျက်စိနဲ့အသားဝါခြင်းဖိုက်မှာအလုံးစမ်းပြီးခြင်းဝမ်းထုတ်ခြင်းသို့မဟုတ်ဝမ်းလျှော်ခြင်းပင်ပန်းလွှမ်းနေခြင်းရှင်ပူခြင်းဒါဆိုဘလို့ကာကွယ်ကြမလဲအဆောင်ရင်ခေဆောင်မဖြစ်အောင်ကာကွယ်ခြင်းကောင်းမွန်စွာစားတောက်ပါ နေစဉ်နေတိုင်းသက်တည်နဲ့အသေးရွယ်များစားသုံးပြီးပါ၎င်းတို့မှာအမြင့်တန်တဲ့ဗီတာမင်ပါဝင်မှုများတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကိုရောကြစေပါれ။အငယ်များသော အခြေပေါက်ထားသောကင်ထားသောအစာစားများကိုရှောင်ရှားပါ။ကိုယ်အလီချိန်ကိုထိမ့်သိမ်းပါ။အဝါလုံးချင်းကြောင့်ကင်ဆာဖြစ်နိုင်ခြေတက်လာနိုင်ပါれ။ဆက်လိမ်မတော့ပါနဲ့။ဆက်လိမ်တောင်ချင်းကြောင့်ကင်ဆာဖြစ်နိုင်ခြေနှစ်စာမြင့်တက်လာနိုင်ပါれ။တွေ့ခြင်းစီနဲ့အခက်အခဲပြောင်းစေတွေကိုသတိထားတော့ပါ။နှလုံးရောဂါအတွက်တွေ့ခြင်းစီနဲ့အဆင့်မြေခံရောဂါအတွက် အကခဲပြောင်စီတို့ကိုနေစင်တောင်းတရားဝါကောင်း၎င်းတို့ကြောင့်အဆောင်အထိခိုင်မှုမရှိစေရန်ဆရာဝန်နဲ့ဆွေးနွေးပါဆက်လက်ပြီးတော့ပလွေပုတ်ခန့်ခြင်းတို့များအတွက်ရှင်းရကုန်ဆုံးပေးစေခြင်းရေးစောင့်ချင်ကြခေါင်းသိထားဆရာများကြောင့်တင်ဆက်ပေးခြင်းပါတယ်အမျိုးသားတော်တော်များများမှာသူတွေ့ရတဲ့ပြဿနာတစ်ခုကတော့လိမ့်တမ်းမှာမကောင်းတဲ့အနေအထားတွေအမြဲထွက်နေတတ်တာပါပဲ ဒီလိုမကောင်းတဲ့ညှိနှံတွေကိုဖြစ်စေတဲ့တရားခံကိုပြောပါဆိုရင်လိမ့်တဲ့အရေးပြောင်းအောင်မဖုံးနေတဲ့အထူပြောင်းအရေးအထွေတွေနဲ့အဖတ်တွေလို့ဆိုရမှာပေါ့အထူသဖြင့်လိမ့်တဲ့ထိတ်အရေးပြောင်းကိုဖျက်မထားတဲ့အမျိုးသားတွေတကူရီတန့်ရှင်မှုမရှိတဲ့အခါမှာဒီအထူပြောင်းအဖတ်တွေဖျက်လာပါတယ်ဖေကားနေဘလို့စာဖြစ်တာလေထိတ်အရေးပြောင်းမဖြစ်ထားတဲ့ကောင်လိမ့်တဲ့ထိတ်ရဲ့ပလဲကိုအရေးပြောင်းကအမြဲဖုံးနေပါတယ် အမျိုးသားတွေကအပြင်အာကစားလေးချင်းငယ်လို့တောင်းလှုပ်လှုပ်ရှားရှားနဲ့အပြင်ထွက်ပြီးသွားလာနေရတာကြောင့်ပေါန့်ချန်တဲ့လိန်တန်းတဝိုင်းမှာသွေးတွေကအမြင်လို့လို့ထွက်ထပ်ပါရင်ဒီအဖြူရောင်အရင်ထွေးတွေဆိုတော့အရင်ပြဘောကပြက်စီနေတဲ့ဆဲအသေးတွေအစီတွေစီတော့ရေသွေးအစာရှိတဲ့အရာတွေနဲ့ပေါင်းပြီးကြာလာတဲ့အခါအရင်ထွေးတွေဖြစ်လာပါရင်ဒီအချိန်မှာမကောင်းတဲ့အနံဆိုးတွေက စတင်ထွက်လာပါပြီအလုံးနဲ့ကြံလိုက်အရေးချွဲတွေကမာလာပြီးအဖြူပြောင်းအဖက်တွေဖြစ်လာကောင်းအနှက်တွေကပိုဆိုးလာတာပေါ့အဲ့ဒါတွေရှိနေပြီဆိုတော့ဘယ်လိုသိနိုင်မလဲအမျိုးသားတွေဆိုရင်လိမ့်တန်တဲ့အရေးပြောင်းကိုအစိမ့်ထားလိုက်တဲ့ကောင်ထိတ်ဘူးရဲ့ပပလေးမောင်းအဖြူပြောင်းအရေးအချဲတွေအပတ်တွေခံနေတာကိုမြင်ရမှာပေါ့မလိုက်ဘက်တွေလိုပုံစံမျိုးဖြစ်နေတော့အဖက်တွေကအဖြူပြောင်းဖြစ်နေအောင် တပြေပြေကြာလာတဲ့အခါအပြူရောင်ကနေအဝါညင်ညင်ရောင်ကို ပြောင်းသွားနိုင်ပါတယ်။မကောင်းတဲ့အနတ်သက်ဆိုရင်ထွက်လာရဆိုရင်တော့ရှိရင်ဆုံးတော့တည်စားနေပါပြီ။အပြူရောင်အဖတ်တွေကို သိဆောင်မသက်ရှင်ရောဘာတွေဖြစ်နိုင်လဲ။မကောင်းတဲ့အနတ်တွေထွက်ရုံသက်သက်ပဲလို့ထင်ရင်တော့မသွားပါလိမ့်မယ်။ဒီလိုဖတ်တွေကနေတဲ့အရေးပြောင်းပလဲမှာရှိနေတဲ့အခါဖတ်တီရီယာပိုရီပေါက်ပါဖို့ပုံမှုလွယ်ကူတယ်။ဒီတော့ စိတ်လန်ဆောင်တဲ့ပုံဝေနာပြေလိမ့်ဆက်ဆန်တဲ့ကောင်မကိုယ့်ရဲ့အဖို့တွေလည်းဖနှစ်သက်စရာအနှံ့ကြီးထွက်နေတယ်လို့သူ့စီကိုပေါ့ပိုကူဆက်သွားနိုင်ပါတယ်။ဒါပြင်တန်ရှင်လောကမလုပ်ပဲပြစ်ထားလိုက်ပြီဆိုရင်တော့ကြာလိုက်ရင်ဒီအဖက်တွေကမှာသွားပြီးရောင်ရဲတော့နှီးရပြီးရောင်နေတာပြင်တိတ်အေးပြားကိုနောက်လန့်ဆိုင်လို့မရတော့တဲ့အချိန်လေးဒီပါဖြစ်လာနိုင်ပါတယ်။အပြူရောင်အဖက်တွေထွက်လို့စိုးရိမ်စရာရှိတော့ ခန္ဓာကိုယ်ကအရေးပြားကိုခြောက်သွေးရရဲ့နာမျိုးမဖြစ်စေဖို့ခြေပေါက်တွေကလည်းတဘာဝအစီအစဉ်အပြည့်ထုတ်ပေးနေရပါတယ်ဒီတော့ထဲ့ရေပြားမဖြစ်ထားတဲ့အခါအမျိုးသားတတော်များများကအရေးပြအောင်ကိုတန့်ရွေလို့ဖို့မိသားတတ်တာကြောင့်အဖက်တွေဖြစ်လာရတာပေါ့ရေရှူတဲ့အချိန်ဖြစ်စေတကူရင်အာသာဖြစ်တဲ့အချိန်မှအနံ့ဆိုရိထွက်နေတယ်ဆိုတာသတိထားမိပြီဆိုရင်တော့တိစာတန့်ရှိလို့သိမှာပြီဆော့ဆော့ဖေရှားလိုက်နိုင်ရင်ကျန်းမာရေးအတွက် ဘလို့မျိုးစိုးကြိုးမှမဖြစ်စေနိုင်တာကြောင့်တိတ်ပြီးဆိုရင်ကြာမလို့ပါဘူးဘလို့တန့်ရှင်းလုံးမလဲတိတ်အရေးပြဖြစ်မှတ်ထားတဲ့အမျိုးသားတွေဆိုရင်ရေချိုးတဲ့ခါတိုင်းအရေးပြအောက်ကိုတိတ်စားတန့်ရှင်းပေးရပါမယ်တန့်ရှင်းတဲ့နေရာမှာလဲဆက်ပြောင်းအပြောစားနဲ့တိတ်ချတိုက်ချိုးပြီးမှရေနဲ့ပြောင်းဆင်အောင်စီကြောပေးရုံပါပဲရေချိုးပြီးသွားတဲ့အခါတိုင်းပေါင်ချက်လိမ့်တဲ့တဝိုက်ကိုတိတ်ချောင်းချောင်းတုပ်ပေးရပါမယ်တက်စားပလို့အနာကိုပြစီမှာ လိန်စရာတော့မလိုအပ်ပါဘူး။ကိုခန္ဓာကနှိမ့်စင်နေတိုင်းအစီတွေချွေးတွေဖက်နေတာဖြစ်တဲ့အတွက်အပြင်ကပြင်လာတဲ့အခါတိုင်းအကစားပြင်းပြင်းထန်ထန်လှုပ်ပြီးတဲ့အချိန်တိုင်းအဝတ်စားတွေကိုချုပ်ပြီးရေသေးချချိုးဖို့တော့လိုမယ်နော်။ပုံမှန်အဖြစ်စိတ်ပူစရာဖြစ်စဉ်တခုမဟုတ်ပေမဲ့နေ့တိုင်းတန်ရှင်လုံနေတဲ့ကြားကအဖက်တွေအမြဲတမ်းကန်နေတယ်။မကောင်းတဲ့အနေအဆိုးတွေအမြဲထွက်နေတဲ့ဆိုရင်တော့ ဆရာဝန်နဲ့ထိသားပြတာကြည့်ပြီးတစ္ဆာယောဂရရှိမရှိကိုဆက်စည်ကြည့်တော့အကောင်းဆုံးပါပဲနော်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လေးကိုတော့ဒီမှာပဲရနာဝင်ပြပါရှင်နောက်ထပ်လည်းကျမတို့ channel ကနေဘုသူတဖြစ်စီမဲ့ဇာတ်လေးတွေကိုရွေးထည့်တင်ဆက်ပြီးမှမို့စောင့်မျှော်အပ်ပြထားပါအောင်ရှင်ကျေးဇူးအပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်